ဆိုတော့ miss ဝဲပြိုင်လဲလို့30 90ကုန်နဲ့30 100ကုန်နဲ့ဆိုတဲ့စကားတွေကျွန်တော်ကြားခဲ့ရတဲ့ခါမှာအဲ့လိုမျိုးစကားသံတွေမဖြစ်ရလေအောင်ကျွန်တော်အနေနဲ့ကြိုးစားပါတယ်ဒီနေ့မှာတော့ကျွန်တော်98%အထိကျွန်တော်တို့ကြိုးစားနိုင်ခဲ့ပါတယ်98%မှာဘာတွေတိုးလာလဲဆိုရင်တော့လာပြန်တဲ့သူကတောက်ဖက်တောင်မကုန်တော့ပါဘူးတောက်ဖက်နဲ့ဘူးတောင်မကုန်တော့ဘဲနဲ့ကျွန်တော်တောက်ဖက်နဲ့ကအစ support လုပ်မယ်ကမ့်ကာလာမှာတွားတဲ့ခါမှာတွားရလာတဲ့ဒီ transportation တွေကအစားအသောက်တွေကအဲ့အကုန်လုံးကိုကျွန်တော်တို့ support လုပ်တယ်ကျွန်တော် support လုပ်တယ်ဆိုတော့လေကိုကိုရိုင်းကဟိုဘယ်လိုခေါ်မလဲ 조사ရတာပေါ့နေအဲကိုကိုတိုင်းတော့ငွေစိုက်ထုတ်ဆရာတော့မလို့လူအားစိုက်ထုတ်ပြီးတော့ sponsor လုပ်ငန်းရှင်တွေရှိရဲ့ယုံကြည်မှုတွေနဲ့ကျွန်တော်98%ထိကျွန်တော် support လုပ်နိုင်ခဲ့ပါပြီမြက်ကတ်မန်ကအစဒေါက်ဖက်နဲ့အစုံထိကျွန်တော်98%ဆိုရဲသူတို့ကိုယ်တိုင်းလူကိုယ်တိုင်းလေးလာယုံပဲဒါအဆင်ပြေပြေလေးနဲ့သူပြန်လို့ရအောင်ကျွန်တော်စီစဉ်ထားပါတယ် โอเคကျွန်တော်နာမည်ဆွေးနွေးပါခင်ဗျာ Miss Universe Color and Po Tatong ရဲ့2025ခုနှစ်အတွက် City Director ဖြစ်ပါတယ် Color မျိုးနဲ့ Po Tatong KI ကိုစားပြုနေနဲ့ကျွန်တော် Miss Universe မြန်မာမှာဝင်ရောက်ရှင်တိုင်မှုအတွက်အလားမင်းနေရာလွှဲချေသွားမှာပါ ဟုတ်ကဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်ပေါ့2024မှာအဲကလောမျိုးနဲ့အင်ဒဂိုမျိုးအတွက်ကို CG Director ဆိုပြီးတော့စားလုပ်ပါရခင်ဗျအဲမနေ့ကစားလုပ်တဲ့အချိန်မှာပဲအဲပြိုင်ပွဲဝင်တွေလည်းတော်တော်များအဲဘယ်လိုခေါ်မလဲပြိုင်တဲ့သမီးနှစ်ယောက်ပေါ့နော်သမီးနှစ်ယောက်ဆိုတော့ကလည်းအဲအလုံးတော်တော်သဘောကျကြရတဲ့ထဲမှာလည်းပါတယ်နောက် Miss Universe ကလော2024 Pandora 2ကတော့ Top 20ဝင်ခဲ့တယ်နောက်ပြီးတော့ Keywords Challenge မှာလည်း Winner ဆုရရှိခဲ့ပါတယ်ဟုတ်အာ Miss Universe ရဲ့ Miss လောကကိုဘယ်လောက်ထိယူသွက်လဲဆိုတော့ကျွန်တော် ငငယ်လေးတည်းကအဲ့လို Miss Universe ကိုပွဲမျိုးရကြည့်ရကြိုက်တယ်ဘာလို့လဲမသိခလေးဘွားတွေကပေါ့နော်အဲမမလှလှတွေအဲ့လိုဘီကီနီနဲ့လှောက်တာအဲ့တော့ကြာဒါပေမဲ့နောက်ပိုင်းကျွန်တော်ဒီ beauty pageant ကို မလုတ်ခင်မှာခရေကတေချာလေးလေးလာရဲပေါ့၄နှစ်၅နှစ်လောက်ကိုကျွန်တော်တောက်လျှောက်ပွဲကြီးကြီးရဲအဲကျွန်တော်2022ခုနှစ်မှာမြန်မာနိုင်ငံမှာစကျင်ပါရဲ Miss International မြန်မာပွဲမှာအထိပွဲထိသွားကြည့်ပါရဲနှစ်တိုင်းလို Miss International ပွဲဖြစ် Miss Universe ပွဲဖြစ်သွားကြည့်ရဲသွားလေးလာရဲနောက်နိုင်ငံတကာပွဲတွေကိုလည်းကြည့်ရဲအခါမှာဆိုရင်အဲ beauty pageant ကဟိုအလားပြားရုံတစ်ခုလည်းမဟုတ်ဘဲနဲ့ business နဲ့ဆက်နွယ်မှုတွေရှိတယ်အဲနိုင်ငံရင်းနဲ့ပတ်သက်ပွဲဖြစ်တခြားသောအရာတွေနဲ့ပတ်သက်ပေါ့နော်ဆက်နွယ်မှုတွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်လေးလာလာခဲ့ရတယ်အဲလေးလာသိရှိလာတဲ့အခါမှာဆိုရင်တော့ beauty pageant ကိုတေချာလေး းလုပ်မယ်ဆိုပြီးအခါမှာဒီဇိုင်းမဲ့ပို့ပြောလေးလာဖြစ်ခဲ့တာပါဟုတ်တယ်ကြည်နေနေပဲဝါသနာပါပြီးတော့အဲ့တော့ကိုကိုရိုင်းဆိုရင်တော့ဘယ်လောက်ထိလုပ်နိုင်မလဲဆိုပြီးတော့ကိုကိုကို challenging လုပ်ပြီးတော့ဒီလမ်းကြောင်းကိုရွေးခဲ့တာပေါ့အဲ့လိုကျွန်တော်ကဗရမယားဖန်မှာ radio announcer လုပ်နေတာ2015ဆိုတော့အခုဆို10နှစ်ပြည့်တော်မှာပေါ့နော်အဲ့တော့အဲ့ရနေပြီးတော့ radio announcer တယောက်ကနေကျွန်တော်ဒီ back line ကိုအခုပြီးခဲ့နှစ်ကစပြီးတော့ခုလာတာပါဟုတ် အာကျွန်တော်အကြိုက်ဆုံးဆိုရင်တော့ Miss Universe ထဲမှာဆိုရင်အဲကျွန်တော်အကြိုက်ဆုံးကတော့2014ခုမှာရခဲ့တဲ့ Columbia ကုစားပြုပေါ့နော် Polina Vega ကိုကျွန်တော်အရင်ကြိုက်ပါတယ်အဲနောက်ပြီးတော့အဲမြန်မာနိုင်ငံမှာဆိုရင်တော့ အကြိုက်ဆုံးရေဆိုရင်တော့သူစာဝင်လွယ်ပေါ့နော်သူစာဝင်လွယ်ရင်အကြိုက်ဆုံးနောက်နှစ်တိုင်းတော့ကြိုက်ပါတယ် Music University မှာတွေကတကယ်ထိုက်တန်ပြီးရရှိရတယ်လို့ပြောတဲ့ကြောင့် Music University မှာတော့အကုန်လုံးကြိုက်ပါတယ်ဟုတ်အဲပေါ့အဓိကတော့ question answer မှာကတော့တို့ရဲ့လေ့လာမှုစွမ်းရည်ကိုစနစ်တာပေါ့တို့ညဉ့်ညံသေးဘယ်လောက်ရှိလဲဆိုတော့စမ်းသပ်တာဖြစ်တဲ့အခါကျတော့တို့ရှိရင်ရှိသလောက်တော့ဟိုလူတွေရှိမှတော့ထွက်တာပေါ့နော်ဒါပေမဲ့အဲကျွန်တော်မနစ်က train ပေးလိုက်တဲ့စင်ပေါ်တင်ပေးလိုက်တဲ့နှစ်ယောက်စလုံးကတော့ဒီဟာနဲ့ပတ်သက်လာရင်တော်တော်လေးအဆင်ပြေအောင်ကျွန်တော်လုပ်ပေးခဲ့တယ်အဲ့အတွက်ကြောင့်လဲ keywords လို့မျိုးပေါ့တကယ်ခက်ခဲတဲ့ဒီ challenge challenge တစ်ခုမှာဆိုရင်လည်း Pandora 2က winner ဆိုတာရရှိခဲ့ရပါအဒီကတော့သူ့ကိုဒီ question answer တွေဘယ်လိုဖြေရမလဲ patient knowledge ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော် reference တွေဒီ website တွေနောက်ပြီးတော့ YouTube မှာဆိုလဲ video တွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုကြည့်ခိုင်းတယ်အနားမလဲရှင်တက်မေးခိုင်းတယ်ပြီးတော့ရင်ကျွန်တော်မနေ့ကဆိုရင်တော့ language နဲ့ပတ်သက်ပြီးတော့ training school ကိုလည်းထားပေးခဲ့တာပါအဲ့ဒီတော့ကြောင့်သူလည်းကောင်းကောင်းမွန်မွန်လေးဖြေဆိုနိုင်ခဲ့လို့ထင်ပါတယ်အမ်ပေါ့ဟို impact တော့ရှိတာပေါ့ကိုက CG driver တယောက်အနေနဲ့တာဝန်ယူထားတဲ့ national driver တယောက်အနေနဲ့တာဝန်ယူထားတဲ့ဆိုတဲ့အခါမှာဆိုရင်အဲ့ဒီ အဲအလှမယ်တရားလှုပ်လိုက်တဲ့လှုပ်ရက်အတိုင်းကဟို directly မဟုတ်ရင်တော့မှ indirectly ကတော့တက်ဆိုင်ပါတယ်တက်ရောက်မှုရှိပါတယ်ဘာလို့လဲဆိုတော့အဲသူ train လိုက်တဲ့သူလေသူရှိရအလှမယ်လေဆိုတော့စကားနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီ city writer တွေ national writer တွေကိုအပြစ်တင်ဖို့အတွက်လမ်းကြောင်းပေါ်ဒါလည်းရာနှုန်းပြေမဟုတ်ရင်တော့မှအဲ80ရာခိုင်နှုန်းကတော့တက်ဆိုင်မှုရှိရတဲ့အတွက်ကျွန်တော်လက်ခံမှာပဲဗျာ အဲ့ဒါကတော့ကျွန်တော်ထင်ရကြတော့ဟိုလေးလာမှုစွမ်းအားပေါ့နော်လေးလာမှုစွမ်းအားကြောင့်လို့ပဲထင်ပါတယ်လေးလာမှုစွမ်းအားဆိုတဲ့အခါမှာကျတော့ကိုကိုတိုင်ကအလှမယ်တယောက်အနေနဲ့အဲအဓိကအကြံပြုချင်တာတော့ကိုဘယ်ပွဲကိုပြိုင်ပါလဲ တိုင်မဲ့ပွဲရဲ့ motto တိုင်တဲ့ပွဲရဲ့ objective ကိုအဓိကရှင်းရှင်းလင်းလင်းသိထားဖို့လိုအပ်ပါတယ်ရှင်းရှင်းလင်းလင်းသိထားမှသာလျှင်သူ့အနေနဲ့လှုပ်ဆောင်ရမယ့်အပိုင်းတွေဖြည့်ဆွမ်းရမယ့် talent တွေဒီ knowledge ပိုင်းတွေကိုသိချာလေးသိထားမှာပါအဲတချို့ပွဲတွေမှာဆိုရင်ဒီ English ဘာသာစကားအရင်အရေးကြီးတယ်တချို့ပွဲတွေမှာဆိုရင် project တွေကအရင်အရေးကြီးတယ်အဲတချို့ပွဲတွေမှာဆိုရင်လူမှုအကျိုးပြုကဘယ်လောက်ထိလုပ်နိုင်လဲဆိုတော့ဒီ community ဘိုင်းကိုပြန်ကြည့်ရတဲ့အပိုင်းတွေမှာဆိုအရေးကြီးပါတယ်အဲ့တော့ကို ပြိုင်မဲ့ပွဲတစ်ပွဲရဲ့ရင်းမြစ်ဒီ original သွားတဲ့ international ပဲချမ်းမှာရောဘယ်လိုမျိုး rules တွေဘယ်လိုမျိုး regulation တွေရှိရလဲဆိုတာကိုလေ့လာပါ Tony Tutsoa ပဲမြန်မာနိုင်ငံမှာ national အနေနဲ့အဲလုပ်နေတဲ့ပွဲတွေမှာဆိုရင်အဲ့ဒီ national director ရဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအဲ့ဒီပွဲတွေမှာအဲဘယ်လိုမျိုးလေးတွေရှိနိုင်တယ်ဘယ်လိုမျိုးလေး challenge တွေရှိနိုင်တယ်ဘယ်လိုမျိုးလေးတွေအဲသူတို့ကန့်တတ်ထားတဲ့စီကန်းချက်တွေရှိရဆိုတော့တေချာလေးတိမပဲအဲ့ပွဲတပွဲကို join တင်တယ်လို့ထင်ပါတယ်။အဲကိုကိုတိုင်းကဟိုမနေ့ကတော့ဟို CD writer လောက်ရတယ် National writer တောက်လည်းဖြစ်သွားခဲ့တယ်ပေါ့လေ။ အဓိကကတော့ကျွန်တော်အထင်အရှားတော့အဲအလမဲတယောက်နိုင်ငံကိုစားပြုပဲဖြစ်ဖြစ်ဒေတာကိုစားပြုပဲဖြစ်ဖြစ်စင်မြင့်ထက်မှာတောက်ပနေဖို့နောက်ပြီးတော့ရင် physically mentally ကို support လုပ်ပေးဖို့လိုအပ်တယ်လို့ထင်ပါတယ်အဲနောက်တစ်ခုကကြတော့ဒီဘက်ခင်မှာအားလုံးလည်းသိကြတဲ့အတိုင်းပဲစီးပွားရေးအရန်ဆန်လာတဲ့အခါမှာဆိုရင်အလမဲပြိုင်ကျင်တဲ့ကလေးတွေအဲ မင်းကလေးတွေဆိုရင်လည်းစိတ်ပြအားငယ်မှုတွေဖြစ်လာကြတယ်ငွေကုန်ကြေးကျအရင်များတာဖြစ်လာကြတဲ့အခါကျတော့အဲ့ဒါမျိုးလေးတွေကိုကျွန်တော် City Driver နဲ့ Channel Driver တွေနဲ့မကပါဘူးစီးပွားရေးလုပ်ငန်းရှင်တွေကလည်းဒါတွေကိုပြန်ပြီးတော့ပံ့ပိုးပေးမယ်၊ကူညီပေးမယ်ဆိုရင်တော့ Fashion လောကကပို့ပြီးတော့အောင်မြင်လာမယ်လို့ထင်ပါတယ်အခုဆိုရင်လည်း Fashion လောကကတော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်လေးနဲ့အဲဒါတနည်းတဖော်အောင်မြင်တယ်ပဲပြောရမှာပေါ့လေအဲ့လိုမျိုးလေးရှိတဲ့အခါကျတော့အဓိကတော့ Sponsor လုပ်ငန်းရှင်တွေကိုလည်းကျွန်တော် Request လုပ်ပါတယ်အဲယုံကြည်စွာနဲ့ဒီ Fashion ကိုရင်းနှီးမြှုပ်နှံမှုလေးအဲလှုပ်ပေးခြင်းအပြင်ပေါ့နော်ကျွန်တော်တို့ အဲဒီဟာကဟို miss တယောက်ဆိုတာကနိုင်ငံရဲ့ပြရောက်တစ်ခုလည်းဖြစ်တယ်နိုင်ငံရဲ့ကိုစားပြုလည်းဖြစ်တဲ့အခါကျတော့နိုင်ငံရဲ့ယဉ်ကျေးမှုတွေအဲနိုင်ငံရဲ့ဒလေထုံးတန်းတွေကိုချပြရမယ်သူ အဲ ambassadorship တယောက်လည်းဖြစ်တဲ့အခါကျတော့အဲ့ဒါလေးတွေ့ပေါ့နော်အဲပံ့ပိုးမှုလေးတွေလုပ်ပါပံ့ပိုးမှုတွေလုပ်တဲ့အခါမှာဆိုရင်လေတာဝန်ယူထားတဲ့ဂတိခံထားတဲ့ national director city director ကလည်းဒီ sponsorship တွေနဲ့အဆင်ပြေပြေဖြစ်အောင်ပေးထားတဲ့ဂတိတွေကိုတည်အောင်အဲလှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ဟိုဘက်ဝင်ဒီဘက်ဝင်ပေါ့နော် win win ဖြစ်ပြီးတော့ပို့ပြီးအောင်မြင်လာမယ်လို့ထင်ပါတယ်ဒါကတော့ပြောကြရတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းပြောကြရတဲ့ဆိုတဲ့အခါကျတော့အဲကျွန်တော်တို့ကအဲ့ဒါမလုပ်တဲ့အတွက်ကြောင့်တော့တေချာတော့မပြောတတ်ဘူးပေါ့အဲတခုတော့ရှိတာကကျတော့စီးပွားရေးလုပ်တယ်မလုပ်ဘူးတဲ့ဆိုတာကျတော့ အဲ့ဒီဒီစီးပွားရေးလုပ်တာကိုလက်ခံတဲ့ miss နဲ့စီးပွားရေးလုပ်တဲ့ organization အပေါ်မှာပဲမူတည်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့အာကျွန်တော်တို့မနစ်ကကျွန်တော် Miss Universe Color နဲ့ Miss Universe Indigo 2024အတွက်ကိုကျွန်တော်တို့စပြီးတော့ plan နဲ့အချိန်မှာလေကဒီလာပြိုင်တဲ့ကောင်မလေးတွေ အဲ main ကလေးတွေအဓိကကုန်ကျစရိတ်ကိုနည်းနည်းတင်ပြနေအောင် ကျွန်တော်တို့ပြင်ဆင်ပါတယ်။အဲပွဲမှာလိုအပ်တဲ့အဝတ်အစားတွေတခြားသော supporting ပိုင်းတွေအကုန်လုံးကိုကျွန်တော်တို့ရအောင်ကြိုးစားရပေါ့နော်။အဲ့မှာဆိုရင်ကျွန်တော်မှနှစ်ကဆို95% support ဆိုပြီးတော့ကျွန်တော်တို့ကြီးညာနိုင်ခဲ့ပါတယ်။95%ခန့်လုံးအထိကိုကျွန်တော်တို့ပံ့ပိုးနိုင်ခဲ့တယ်။ဒါရောက်ရှင်ပြိုင်တဲ့သူတွေအနေနဲ့ဆိုရင်900%ခန့်လုံးတော့ပဲသူတို့အနေနဲ့ကုန်ကျစရိတ်ရှိမယ်ပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပွဲတွေမတိုင်ခင်မှာဘာကြီးကြားရလဲဆိုတော့ miss ပွဲပြိုင်လဲလို့30%ကုန်တယ်300%ကုန်တယ်ဆိုတဲ့စကားတွေကျွန်တော်ကြားခဲ့ရတဲ့အခါမှာအဲ့လိုမျိုးစကားသံတွေမဖြစ်ရလေအောင်ကျွန်တော်အနေနဲ့ကြိုးစားပါတယ်။ ီနေ့မှာတော့ကျွန်တော်98%အထိကျွန်တော်တို့စူးစမ်းနိုင်ခဲ့ပါတယ်98%မှာဘာတွေတိုးလာလဲဆိုရင်တော့လာတဲ့ငယ်သူကတောက်ဖက်တောင်မကုံတော့ပါဘူးတောက်ဖက်ဘူးတော်မကုံတော့ပဲနဲ့ကျွန်တော်တောက်ဖက်ကအစ support လုပ်မယ်ကမ့်ကာလာမှာတွားတဲ့ခါမှာတွားရလာတဲ့ဒီ transportation တွေကိုအစားအသောက်တွေကိုအဲ့အကုန်လုံးကိုကျွန်တော်တို့ support လုပ်တယ်ဆိုတော့ဆပ်လုပ်တယ်ဆိုတော့လေကိုကိုရိုင်းကဟိုဘယ်လိုခေါ်မလဲ 조사ရတာပေါ့လေအဲကိုယ်ကိုယ်တိုင်တော့ငွေစိုက်ထုတ်ဆရာတော့မလို့လူအားစိုက်ထုတ်ပြီးတော့ sponsor လုပ်ငန်းရှင်တွေရှိရဲ့ယုံကြည်မှုတွေနဲ့ကျွန်တော်98%ထိကျွန်တော် support လုပ်နိုင်ခဲ့ပါပြီမျက်ကပ်မှန်ကအစဒေါက်ဖနဲ့အစုံထိကျွန်တော်98%ဆိုရဲသူတို့ကိုယ်တိုင်လူကိုယ်တိုင်လေးလာယုံပဲဒါအဆင်ပြေပြေလေးနဲ့သူပြန်လို့ရအောင်ကျွန်တော်စီစဉ်ထားပါတယ် ပြောရရင်တော့ကျွန်တော်ရဲ့ဟို financial ကအရင်ကောင်းမွန်နေတဲ့သူတော့မဟုတ်ပါဘူးအဓိကက sponsor လုပ်ငန်းရှင်တွေရဲ့ပံ့ပိုးမှုပေါ့အဲ့လိုပံ့ပိုးမှုကလည်းမှတ်တစ်ကလည်းကျွန်တော်ဒီပွဲကိုကောင်းကောင်းမွန်မွန်နဲ့ခန်းခန်းနားနားနဲ့အရေးချင်းရှိရဲ့ဒီအလှမယ်ကိုရွေးချယ်ပြီးတော့ဟိုတောက်ပစွာရှင်းပြနိုင်စေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့မှဆိုရင် sponsor လုပ်ငန်းရှင်တွေကအရေးယုံကြည်ကြည်နဲ့ဒီ crown sponsor ဆိုရင်လည်းမှတ်တစ်ကရောဒီနေ့ကောပေါ့နော်နောက်ကျွန်တော်တခြားသော brand အနေနဲ့ဆိုရင်လည်းထပ်ပြီးတော့လက်တွဲရတာတွေရှိပါတယ်အဲ့လို mistake လို့မျိုးတကယ်နမဲ့ကျော်ဒီအရှာမှာအကောင်းဆုံးသော cosmetic brand တွေအားစ ျွန်တော်တွားရောက်ပြီးတော့ကမ်းလမ်းတဲ့အခါမှာအချက်ချင်းဆိုသလိုပေါ့နော်ယုံကြည်စွာနဲ့ကျွန်တော်တို့ support လုပ်ပါတယ်ထွန်းတူစွာပဲကျွန်တော်တို့ဒီပါဝင်ပေးတဲ့ photographer တွေ videographer တွေအကုန်လုံးကစားကျွန်တော်တို့ကို full sponsor လိုမျိုးပေါ့နော်ကူညီပေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ပေးနိုင်တာပါကျွန်တော်တို့အင်အားကျွန်တော်တယောက်တည်းအင်အားဆိုရင်တော့အဲမပေးနိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ယုံကြည်မှုနဲ့လာပြီးတော့ support ပေးကြတဲ့ sponsor လုပ်ငန်းရှင်တွေအာနောက်ပြီးတော့ဒီ partner တွေပေါ့နော်သူတို့ကအကုန်လုံးဒီအစားတောက်ဆိုလဲအစားတောက်ကူညီပေးပါအောင်ဆိုရင်လည်းဟာကူညီပေးကြတယ်အဲထွန်းတူစွာရဲ့ဖက်နဲ့တောက်ဖက်နဲ့လေးကူညီပေးပါအောင်ဆိုရင်ကူညီပေးကြတယ်ပေါ့လေအဲ့လိုအဲ့လိုမျိုးလေး းရှိတာပါခင်ဗျလုံမာတယ်ဆိုတာဘာလို့လဲဆိုတော့ကျွန်တော်လိပ်ပြာ100%ကျော်တယ်လို့ပြောလို့ရပါတယ်ကိုကိုရိုင်းလည်းဒီ beauty pageant ကိုတော်တော်ကြီးကိုယူသွပြီးတော့တော်တော်ကြီးကိုလေးလာပြီးတော့မှဒီထဲကိုဟိုကျွန်တော်တို့ခြေလှမ်းနေတာပေါ့နောက်ပြီးတော့ကျွန်တော်တယောက်တည်းအားနဲ့မဟုတ်ပါဘူး city director အနေနဲ့ကျွန်တော်ကိုမြင်ကြတယ်ဒါပေမဲ့အာကျွန်တော်နောက်မှာ team ရှိပါတယ်အဲ့တော့ team တစ်ဖွဲ့လုံးရဲ့ supporting လုပ်မှုနဲ့ကျွန်တော်တို့ဟာမမမမန်နဲ့အမှန်မှန်ကန်ကန်လေးနဲ့ပွဲတွေကိုကျင်းပနိုင်ရလို့ထင်ပါတယ်ဗျာ အဲ့ပေါ်အဓိကတော့ကျွန်တော်အရှိမပြောခဲ့သလိုပါပဲ Miss တယောက်ကိုပြိုင်ပွဲတစ်ပွဲပြိုင်မယ်ဆိုရင်အဲ့ဒီပြိုင်ပွဲရဲ့ title အဲ့ဒီပြိုင်ပွဲရဲ့ objective အဲ့ဒီအားလုံးသိနေဖို့လိုအပ်ပါတယ်အဲ့လိုသိနေမှာပဲကျွန်တော်အခုကကျတော့တချို့ဒီကကျတော့အဲရုပ်ရှင်ရိုက်ခြင်းလို့မင်းသမီးဖြစ်ခြင်းလို့ပြိုင်ကြရတယ်ဒါမှမဟုတ်လဲအဲနိုင်ငံခြားမှာသွားပြိုင်ခြင်းလို့ပြိုင်ကြရတယ်ဘာပွဲမှန်းမသိပဲနဲ့ join လိုက်တယ်ဆိုတော့အဖြစ်မျိုးတော့မဖြစ်စေချင်ပါဘူးအဲ့လိုနဲ့ပဲဘာလဲဆိုတော့မရေရာမတေချာပဲနဲ့ဒီပွဲတက်နေတဲ့အခါမှာမရေရာမတေချာမှုတွေနဲ့ပဲအဆုံးသတ်သွားတာပါ ဒါကတော့ national director ကတော့ကိုတက်နိုင်ရင်တော့ကိုယူကြတာပဲဆိုတော့လေအဲ့ဒါကိုတော့ဒီနေ့ကဒီဟာယူဟိုနေ့ကဟိုဟာယူဆိုတာကြတော့ကျွန်တော်လည်းဟို remark မပေးခြင်းဘူးပေါ့လေအဲ့တော့အဆင့် ပြေပါတယ်အဓိကတော့လုံနိုင်ရင်လုံနိုင်တယ်လို့အဓိကတော့ page ကိုလောကကိုပို့ပြီးတော့တောက်ဖလာအောင်ပို့ပြီးတော့အောင်မြင်လာအောင်လုံနိုင်မယ်သူဘယ်သူပဲမှန်တယ်များတော့ကျွန်တော်တို့ welcome လုပ်ပါတယ်ဟုတ်โอเคပါကျွန်တော် Miss Universe Colony ပို့တထောင်2025ကိုတော့အလာမဲ့ Matchla 23ရက်နေ့ Rose Garden Hotel မှာအညနေ9:00နာရီစပြီးတော့ကျင်းပတော့မှာဖြစ်ပါတယ်အနေငယ်ရိုးတိတန်ရှင်တွေရဲ့ဖြွေပြမှုတွေလည်းကျွန်တော်လုပ်ထားပါတယ် Miss Universe Colony Miss Universe ပို့တထောင်2025ဒီ Facebook page တွေမှာလည်းတခြားဆိုဆိုကျွန်တော်ကြေညာပေးနေပါတယ်ခင်ဗျအဲ့တော့လာရောက်ပြီးတော့အားပေးဖို့နောက်ပြီးရင်တော့ကျွန်တော်တို့ းချယ်လိုက်တဲ့အလှမယ်လေးတွေကိုလည်းအမြဲတမ်းစောင့်ကြည့်ပြီးတော့အာလိုအပ်တဲ့အချက်လက်လေးတွေလိုအပ်ချက်ကလေးရှိကြပါလိမ့်မယ်အခါကျရင်လည်းအဲချစ်တဲ့မျက်စိလေးနဲ့တေချာလေးကြည့်ပြီးတော့အကြံပေးပါဝေဖန်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျကျေးဇူးပါ